အားလုံးပဲမင်္ဂလာပါရှင်မြန်မာ audio ပို့ channel ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးချင်တဲ့ဝတ္ထုလေးကတော့မောင်းမဆိုတဲ့ဝတ္ထုလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်နေ့စဉ်ဇလန်တစ်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇလန်လေးကိုစလိုက်ကြအောင်ရန်ကုန်မှမန္တလေးတို့ခိတရောက်လာကြတော့ကျမတို့မိတ်ဆွေမိသားစုက စခိုင်းကောင်းမှုတော်ဖျားကြီးနဲ့မင်းကုန်ဘက်ကိုလိုက်ပူပါရဲ့ပြောလာတဲ့အခါမှာကျမလူလူလန်းလန်းလက်ခံလိုက်ပါရီစိတ်ကလေးမှအပန်းပြေစေတော့တဘောဖြင့်လိုက်ချင်တာမှန်တော့လေကောင်းမှုတော်တနခါဝေချင်တာကလေတချောင်ပါပါသည်ကျမတို့မန္တလေးနေမဝေးလာတော့တနခါထွက်ရာအရမများဖြစ်သည်ရွှေဘုံအရာတော်မုံရွာရေစကြိုနေအတွက်တနခါများကောင်းလာပါသည် ကာမှုရောတဏ္ဍခါကိုလေကျမကြိုက်သည်ကာမှုရောမှာကျမသိသလောက်တဏ္ဍခါထွက်ခြင်းမရှိပါတဏ္ဍခါထွက်တော့ထိုရက်တွေကပဲရောင်းလာကြသောတဏ္ဍခါများဖြစ်ပါလိမ့်မယ်ဘယ်ရက်ဘယ်တဏ္ဍခါတော့မပြောနိုင်ကာမှုရောဖျားကြီးမှာရောင်းသည့်တဏ္ဍခါတွေကတော့တဏ္ဍခါဆစ်လာပါသည်အနှစ်ဝါဝါအပွေရင်ရင်ရနက်မှုမှုတဏ္ဍခါများဖြစ်သည် ရန်ကုန်သူတွေကိုပါအကြံပေးရပါသည်။ကောင်းမွန်တော်တဏ္ဍာဝဲကြရအောင်။တဏ္ဍာရောစစ်တယ်။ဖရာရည်မြေပေါ်မှာတဏ္ဍာကိုလိမ်မယောင်းရဘူးဆိုတာပဲ။ဟာတဏ္ဍာရောဝဲမဟိ။မင်းကုန်ကိုလေကျမရောက်ချင်တာကြာပါပြီ။မန္တလေးနေမင်းကုန်ကမဝေးလာတော့လေ။တဏ္ဍာကနိုင်လာသည့်အတွက်စေရောက်တော့မှ ကိုမရောက်နိုင်ခဲ့ပါ။ရေတန်းကတွားနေမယန်းစံ။ ချင်းဝင်းစိတ်ကန်းတွေဘက်ကိုသွားရတယ်။ထို့မှပုံချက်စီရမယ်။ကားလန်းကသွားစီရင်တော့စကိုင်းကိုဖြတ်မင်းကိုအထိကားလန်းထူထူပေါက်ရောက်ပါတယ်။ခရီးရမထောင်းတာလာတော့လဲ။သမီးကလေးကတဖက်နေဆိုတော့ကျမမှာတော်ရုံခရီးကိုစဉ်းစားရပါတယ်။အကိုရောကားမှုရောဖျားကြီးရောမင်းကိုပေါ်ပါတကြောရဲသွားနိုင်မှာဆိုတော့အစင်ပြေလာသည်။ဖျားလဲဖူးရင်တနခါလဲဝယ်ရင်နဲ့ ထွက်ခဲ့ရသည့်ခရီးပင်ကျမတို့အဖွဲကောင်းမှုတော်ကို အရင်သွားကြကဖျားဖို့သည်တဏ္ဍခါလဲဝဲကြသည်ရန်ကုန်သူတွေတဏ္ဍခါမြင်တော့ဝဲလိုက်ကြစမ်းဆရာများချက်ချင်းမြင်တဏ္ဍခါကဖြစ်သွားတော်သည်ကောင်းမှုတော်မှဇကိုင်းဘက်ကိုပြန်လာကဇကိုင်းတောင်တလန်အတိုင်းမင်းကုန်းဘက်စီကိုမောင်းခဲ့ကြသည်ဇကိုင်းကထွက်၍မြင့်လန်းအတိုင်းမောင်းလာသည်နှင့်အေယာဝရီကိုလက်ဖြင့်ပုတ်တော်ပင်ရပါသည် မြေရပင်ကစိမ့်ဖက်နေသလိုလင်းကားလင်းအေးမြလာသလိုဇေရီနဲ့တစားချောင်းနဲ့ကြောင်းတို့ပေါ်မြလာတော့အရက်ဒေတာမှုတရားရိပ်ဖြင့်ငြိမ်းချမ်းသည်လဲအမှန်ပါပဲရှေးကတော့ဒီလိုလန်းခီးမတွင်တော့ရှေးလန်းကိုသာ အားထားရသည် အခေါ်ရာဇဂိုင်းနဲ့မင်းကိုနလန်းပောက်သည်ဟုပင်တင်စားချင်လာပါသည်လမ်းမှာဝါချံရွာ အာလောင်ရွာတွေကိုလည်းဖျက်ရသည် ခေါတောင်ရွာရိတ်ကိုဝင်တော့မုတ်တိဆိုင်ကလေးတွေတွေ့ရပြီနေလဲစာကိုစကိုင်းပြန်စားမှာဆိုတော့မနက်ခင်းစာခေါတောင်မုတ်တိစားကြရအောင်မုတ်တိဆိုင်ကလေးတစ်ဆိုင်မှာကာထိုးရရင်နေခေါတောင်မုတ်တိကိုစားကြသည်အသားငါမပါပဲပဲမုံထွေထွေစီဝါစီနီတို့နဲ့တောက်ထားတော့ခေါတောင်မုတ်တိကလည်းမန္တလေးမုတ်တိကိုပြီးပခုံးတူနိုင်သည်ခေါတောင်မုတ်တိသင်းများကမန္တဖန်မန္တလေးဘက်ကိုကန့်ကူကာ မန္တလေးမြို့ပေါ်လေးပြင်လေးရဲ့မှာရှောင်းချပြီးတော့ညနေ9:00တော့လေးပြင်ပြန်စားရသည်ညနေတိုင်းကြီးခေါဝိန်မြင့်ရှုခင်းတွေကငါတပန်းဒီပေါ်မှာခေါတောင်မုတ်တီခဏောင်းပလက်ကလေးတွေကိုလည်းမြင်နိုင်ပါသေးသည်ဒီမိဘတွေကတည်တည်တည်နဲ့စိုက်ပျိုးကြရများတယ်မွေးမြူရည်လေးလောက်ကြတယ်လေလက်မှုပညာလေးတက်ကြွန်းကြတယ်ကျမကမိတ်ဆွေမိသားစုကိုပြောပြတော့အညာရွာကလေးတွေကိုလည်း တရိုလင်စိတ်ဝင်စားပုံရသည်ကာလန်တလျှောက်အိမ်ဒီမှာခြံဒီမှာစိုက်ပျိုးထားကြသောဇွန်ယုံကြီးတွေကိုမြင်ကြရပြီရွာများနဲ့အဆက်ပြတ်သောနေရာတွေမှာတော့စိမ့်စိမ့်ဆိုးဆိုးတည့်ရိမ်ဝိုင်းရိမ်များအစင်မပြတ်လာပါဇကိုင်းတောင်ရိုးနဲ့မင်းဝင်တောင်ရိုးကြားချီလွင်ပြင်ကြီးမှလည်းကျဲပျော်လာသည်တခါတရံမြင်ရတတ်သောနွားလေးတွေကလဲလံအတိုင်းလိုက်သွားစရာအချိုးအခွေမှာဖြုတ်ခနေပြုတ်သွားတတ်သည် တဏျာရောက်တော့ဘွားကနေပေါ်လာထက်ပြန်နေသူတို့ရွာရင်းနဲ့သူတို့လမ်းကိုသူတို့မှပဲတင်းကြတာမဟုတ်လားလမ်းဖေးသေးအိမ်မှာတောင်ရီအိုးစင်ကလေးတွေလည်းရှိသေးသည်ကြီးမာလာတော့မကြီးပင်ကြီးတွေလည်းရှိသည်တောရကျောင်းများဖုံရီကျောင်းများချောင်းများလည်းလမ်းညွန်ရဆိုင်ပုတ်တွေလည်းရှိသေးသည်ကျဲထောင်းရတဲ့မကြီးရိတ်မှာတော့ဘိုးတော်ဖះကောင်းမှုတော့ရေကန်ချင်းကိုတွေ့ရပါတယ် မုံမဲကုံးမြေရိတ်ကိုကြောခဲ့ပြီးမင်းငုံရိတ်ကိုဝင်ပြီးလမ်းခရီးမှာ ပြောင်းနေခဲ့သည့်အေယာဝရီသည်လည်းမင်းငုံရိတ်ကိုရောက်တော့ပြန်ပေါ်လာခဲ့ပါပြီအေယာဝရီမြင့်နေတဖက်ကန်မန္တလေးတောင်ကတော့တောင်ထိပ်တောင်လိပ်တန်းကြီးများနဲ့လှပလို့နေပါသည်မင်းငုံခေါလောင်ကြီးရှိရာမှာခေါလောင်ရုံရှိမှာကားရက်လိုက်ကြကကျမတို့ဆင်းလိုက်ကြသည် ကျမအိမ်သားကဧဒေမီသားစုကို ရှင်းပြသည်မင်းကုန်ကြီးလေးကြီးလို့ပြောရင်ဖယားကြီးချင်းတိကြီးခေါလုံးတော်ကြီးနဲ့ကန်တော်ကြီးလို့ပြောကြတယ်ကန်တော်ကြီးကတော့ကျွန်တော်တို့လမ်းမှာတွေ့ခဲ့ကြတယ်ဇက်ထောင်ကန်းလို့တချို့ကယူဆကြတယ်ရှေးကတဖက်ဇဲကန်းကြီးလည်းရှိခဲ့ဘူးတယ်လို့ပြောကြတယ်ဘိုးတော်ဖျားကအေဟာရီမြစ်စိတ်ကနေအနောက်မင်းဝင်းတောင်ရိုးကိုဖောက်ပြီးတော့ လဲနွားသွားနိုင်တဲ့လမ်းကြီးဖောက်ပေးခဲ့တယ်လို့လဲဆိုရင်ကျမတို့ခေါင်းလောင်းကြီးကိုလှည့်ပတ်ကြည့်ကြပါသည်ကဘာပေါ်တွင်တတိယအကြီးဆုံးခေါင်းလောင်းကြီးကိုတန်ရမ်းမကြီးရှုထမ်းထားသည်ခေါင်းလောင်းပေါ်ကမင်းဖြူမှန်မှန်ပြောဆိုသည့်စာရန်ကိုနောက်ခံထားကဓာတ်ပုံရိုက်ကြသည်ဒီခေါင်းလောင်းကြီးဟာတန်90လောက်နေတယ်လို့ဖတ်ဖူးတယ်ခေါင်းလောင်းနေရဲ့တဘာဝမှာမစုံထုံဆုံးကြအောင်ဖောင်းဆက် နားပန်ရဲလို့ပါကြပေမဲ့ဒီလောက်ကြီးတဲ့ခေါင်းလောင်းကြီးကို အချိုးကြောင်သုံးနိုင်တာကိုအံ့ဩကြတယ်။တမီးကတော့ခေါင်းလောင်းကြီးကို မော့ကြည့်သည်။မိမိဘာကြီးလဲလို့မေးသည်။ကျမကခေါင်းလောင်းထိုးနေသည်။ကိုရီတပားစီကထိုးရန်ကိုယူပြီးတော့ထိုးပြလိုက်သည်။ခေါင်းလောင်းကြီးအောက်ကဖြတ်၍တစ်ဖက်ကိုကူးခဲ့ကြသည်။ကျမကတော့အဲ့ဒါလိုခေါင်းလောင်းကြီးအောက်ကိုမဝင်ရဲဘူး။မတော်ပြုတ်ကျစိနေတိုက်ဆိုင်နေမှဖြစ် မရမပြူရနဲ့မိတ်ဆွေအမျိုးသမီးစောရင်နေပုံကိုကြည့်ပြီးကျမတို့မှရေးချရသေးသည်ကျမတို့သူပြောမှစောက်သွားမိတယ်လို့လို့ဟုတ်ပါရဲ့ကိုအောင်ကဖြတ်တုံးကို ခေါင်းလောင်းကြီးကြလာရင်ဘလို့လုံးမလဲခေါင်းလောင်းယုံပေးက ဆိုင်ငန်းတွေကို ကျမတို့ဝင်ကြည့်ကြသည်တမီးအတွက်မင်းပြူမှန်မှန်ပြောင်းကပီးထိုးထားသည်ခေါင်းလောင်းပုံပါတီရှပ်တစ်ထည်ဝဲဝဲပေးလိုက်သည်မိတ်ဆွေဤသားကလေးက မင်းပြူမှမှန်ပြောဆိုရာဘာလဲမင်းနေလို့ခေါင်းလောင်စီပိတ်သက်စိန်ကိုမြမအက်ခရာဖြင့်အမတ်အသားပြုတ်ထားခြင်းဖြစ်ကြောင်းကိုပြောပြရသည်။ကျမတို့ရေမြသိန်းနှံစီဘက်ကိုလှဲခဲ့ကြတယ်။လမ်းထဲစာရင်ဖရာပရဝံကမြင်လာပါတယ်။လေကရေများကို အရင်တက်ရမယ်။မတက်ခင်တရေစာမုံကလေးတွေရောက်နေတာတွေ့လို့မုတ်စီကျော်ပူပူကိုဝေစားကြတယ်။ အရသာကကောင်းလာသဖြင့်စားလို့ပင်မဝခဲ့ပါ အရှိပန်နီနီမှာမြစ်ကို မြင်းနေရတယ်မြေပေးမှာခြုံနေတက်နေတာချင်းသေးပြူကြီးတစည်းကိုလည်းမြင်းနေရတယ်ကျမအိမ်သားကမြင်းနေချင်းသေးကိုဓာတ်ပုံရိုက်ဖို့ထွက်သွားသဖြင့်ကျမတို့ရင်းကြီးဖျားဖို့ကိုတက်ခင်ချားတယ်ဖျားစေဒီဘက်ကိုမသွားကြသေးဘဲအုံးလီကထိတ်စီကအေယာဝရီမြင့်နေအဝင်းရှူမြောင်းခင်းနေကိုလည်းကျမတို့ကြည်ကြတယ် ေစိမ်မှာလှေတွေစိုက်ထားတယ်။မော်တော်တစ်စင်း၂၀လေးရှိတယ်။အဖေကိုတတိရလိုက်တာ။ရှင်းလေကြီးတွေခိတ်ကုန်သွားတော့အဖေကဖောင်ဆွဲမော်တော်တစ်စင်းကိုဝယ်လိုက်ပြီးအစိုးရတစ်ဖောင်ဖွဲ့ရေးကိုဝင်ကားတင်းများဆွဲခဲ့သည်။တခါတရံတာဝန်ကြရာမင်းကိုဖောင်ဖွဲ့ရေးရုံးစိမ်မှာမော်တော်သွားကတ်ထားရသည့်အခါများလေးရှိပါသည်။အဖေရှိနေသည့်မင်းကုန်းကိုကျမတို့မောင်မမတွေစိတ်ကူးရတိုင်း လိုက်သွားလေရှိကြပါသည်ဒီလုံးကြီးရေပေါ်စက္ကနေစက္ကနေကူးရတာကိုပင်ကစားခွင်လိုသဘောထားကြရတာကိုလည်းမှတ်မိသေးသည်ရေပေါ်ဒီလုံးကြီးတွေကဖောင်တွင်တွဲထားတော်လေဇာကြာရဲ့ရင်မြုပ်သွားတတ်သည်ဒီတော့ဒီလုံးနေပေါ်ကိုစက္ကနေစက္ကနေနဲ့ဖြတ်သွားရတယ်အဖေကတော့တာသမီတွေကိုလက်ဆွဲကမြသိန်းတန်စီဒီဘက်ကို ထွက်လာတတ်ပါသည် ညသိန်းနှံစီရီကိုကိုကိုွယ်ထားပုံကိုအဖေကသဘောကျသည်ကတကြောင်ကြောင်ဖြစ်ပါသည်အဖေပြောခဲ့ပူသောစကားကိုလည်းအမှန်ရမိပါသည်မိတ်ဆွေမိသားစုကဖျားပေါ်တက်ဖို့ခေါ်တော်လေခေမွန်တဲ့ကိုစောင်းလိုက်ခြင်းသည်တစ်ပြင်းသွားနှင်းရန်ပြောပြီးဆောင်းနှန်းချင်းမှစောင့်နေခဲ့ပါသည်မလာနိုင်သဖြင့်ကျမတို့တားမိဖျားစိတ်ဒီဘက်ကိုလိုက်ခဲစားသည်ကျမဖတ်ဘူးတလား ညသိန်းနန်းစီဖနတ်တော်အောက်ခြေဝိုင်းဝိုင်းဆက်ဆက်ကစကြဝဠာကိုရှိရေးကြောင်းနေဇေရီအောက်ခြေအဝိုင်းလိုက်ကြီးပေါ်မှာပြင်စရာ80ဆင့်တဖြည်းဖြည်းမြင့်တက်သွားတာတိရာ9ခွတန်းတောင်ရန်9လုံးကိုရှိရေးကြောင်းဆီယာမဆီယာမဒေါထူထူဟုတ်ပါတယ်နော်တခုသောဇောင်းနှိုင်းအရောက်မှာကျမတို့သားမီထိုင်နာနေကြစင်မှာမိန်းကလေးတယောက်ရောက်လာခဲ့သည်အသက်က20အစိတ်ဝန်းကျင်လောက်ရှိအောင်မီ နနာကလေးကနီလောင်ထားတော်လေလှပချုံမောခြင်းအဲဒီရဲ့အရေးလက္ခဏာတွေကြောင့်ပျောက်ပြဲမသွားသေးပါဇပင်းလေးကဖြည်းတင်မထားသဖြင့်ဖွာထွက်ကပြန်လွင်နေသည်မြက်တွင်ချိုင်ချိုင်နေတွေကမျက်လုံးတွေကတော့အယောင်မလဲရှာတော့အဝင်စားကတန်တန်စင်စင်ရှိတော်လေတောက်တောက်ပြောင်ပြောင်မရှိရှာပါမိန်ကလေးနဲ့အတူတူဖို့စည်းတယ်မိန်ကလေးတစုကဝိုင်းလာကြသည်ဟုတ်ပါရဲ့ ။တမီးရဘသူရောကျမဆီယာမကိုတက်လာကလေးကမြင်နေလူမားမဆိုလို့ဆီယာမကဝါလာနေနော်။အမေကြီးရောနေကောင်းလား။ဒေါ်မင်းကလေးကိုကျမလုံးလုံးမမှတ်မိပါ။ချွေးစေးကလေးတွေပြန်နေတော့သူ့မျက်နှာပေါ်မှာတော့ကျမကိုလူမမားပဲတွေ့လိုက်ရသဖြင့်စိတ်အေးသွားပုံပေါ်ပါသည်။ကျမကလည်းစဉ်းစားနေရပါသည်။ဘသူများပါလိမ့်။ပြီးတော့ကျမအမေကိုပါသိပုံရသည်။ အမေကြီးနေကောင်းသလားလို့ဝင်မင်းနေသည်မဟုတ်လားမိန်းကလေးကကျမနာမည်မေးတာကိုထဲမဖြေတော့ကျမမှစဉ်းစားရခံနေသည်အမေကြီးကနေကောင်းပါလေကွယ်အသက်တော်ကြီးပြီပေါ့သမီးဟာမူရလီမူရနွယ်လီဟဲမူရဟုတ်လားကျမကြီးဟုတ်လားတဲ့မှာအတိတ်ပဲရင်အများကြီး ပါသွားလိမ့်မည်ထင်ပါသည် အလိုမမူရညီဘလို့ဖြစ်ရတာတော့ဆိုသည် အံ့ဩရိတ်ကများနေပါလိမ့်မည်။ကျမចောင်းဆရာမတောင်းဝင်ထန်းဆောင်နေခြင်းကညနေဘက်ចောင်းကအပြန်အနားဝင်းချိန်က ခလေးတွေကိုခေါ်ကစပြပေးသည်။ကျမလည်းအတွေ့အကြုံရအောင်ခလေးတွေလည်းအစဉ်ပြေအောင်ပြပေးခြင်းဖြစ်ခဲ့ပါသည်။အခါချင်းငွေရင်းလူလည်းမယူတော့အနံသူတွေကများသာဒီကလေးတွေကထူးထူးခြားခြားရှိကြသူတပည့်အချို့ကို ကျမမမိပါ။ မူယာနယ်ကိုလည်းထိုးခြားသည့်တပည့်တွေကတရားဟုပင်ဆုံရပါမည်။ချမ်းသာသောမိဘနှစ်ပါး၏အလိုလိုက်ခြင်းကိုခံရတဲ့ကလေးလေးဆိုတော့ဒီနေ့ပေါ်တဲ့အဝိကမနှက်ဖန်ကိုခါပေါ်ရောက်စေရမည်။တပည့်တော်တော်များများရဲ့မှာလှပချုံမော ပြေဆုံးသူကလေးအဖြစ်စမမှတ်မိနေခြင်းဖြစ်ပါသည်။ထိုတပည့်မလေးကိုဒီလိုပုံနှင့်စမကိုလာနှုတ်ဆက်လိုက်မည်လို့မထင်ခဲ့ပါ။စင်ရဲ့ချင်းချမ်းသာခြင်းသည် ကျွေတလက်ကြက်တက်ခင်အချိန်ခါမရွေးပြောင်းလဲသွားနိုင်တာပဲမဟုတ်လားသင်္ခါရသဘောကိုကျမညံ့မိတလို့သဘောပေါက်ပါသည်ကျမအန်ဝရကချမ်းသာသူကဆင်းရဲသွားရှာရပါကုန်ဆိုရာမဟုတ်ပါဘူးကျမမထင်မဲ့တည်နေရမှာမူရကိုတွေးလိုက်ရခြင်းကြောင့်ဖြစ်ပါသည်အော်အေးမှတ်မိပြီမူရကမင်းကောင်းမှနေရလားကျမအိမ်အောင်ကြပြီးမှရောက်လာတာဆီယာမ ကလေးတယောက်ရပြီလေသမီးလေးပါအော်သမီးကလေးဟာဘယ်ရွယ်ရောက်ပြီလဲအိမ်နောင်ကရောကျမတို့လူမျိုးကြီးပရိသတ်နာရခွန်ဆက်စကားတွေမှာ သူတပားကိုရေးကိုရရီပါရစမီးဖြစ်သည်ရင်ကျေးမှုအရာလူချင်းဝင်အရာမမေးတင်လာရင်လို့ရှောင်းလွှဲနိုင်ဖို့ကခက်သည်အိမ်နောင်ကိစ္စစာဝင်နေရေးကိစ္စတားသမီးရေးကိစ္စအစဉ်ပြေမပြေစသဖြင့်မေးရတာပဲမဟုတ်လား တမီးရ6နှစ်ပါဆရာမကြောင်းတက်နေပြီ။ကျမအိမ်တော်ကမကောင်းပါဘူးဆရာမရေ။မူရကလိုတလောက်ပဲပြောတော့ကျမလည်းစက်မမေးတာ။ခလေးကကြောင်းနေပြီဆိုတော့ဒီရွာကလေးထဲမှာပဲဖြစ်လိမ့်မည်။အိမ်တော်ထဲကကွင်းနေကြတာပဲလား။မူရကခက်ဝေဝေပြောနေတော့ကျမလည်းမမေးချင်တော့အခုရောမူရဘာတွေလုပ်နေပါလဲ။သူ့အပေါင်းဖော်များဟာဖြစ်ရန်ရှိသောမိန်းကလေးတွေကတော့ကျမကိုစိုက်ကြည့်နေကြတယ်။ မူရရိုက်ဆရာမဆိုတော့စကားတွေကကောက်မိကြဟင်ရှိပါတယ်ဒီဆရာမနဲ့ဒီတပည့်ဘဝတကွေတွေ့ခဲ့ကြဘူးတယ်ဆိုတော့ကိုတော့လက်ခံကြပုံပေါ်ပါတယ်မူရကမျက်ရည်တွေကိုမျက်တောက်ဖြင့်ပောက်ခတ်ဖေရှားရင်လေကလေးပေါက်ကနေဆက်ခနေထိုင်ချကကျမကိုကြော်လီတော်သည်ကျမစိတ်ထဲမှာမူရကိုစာတင်ငန်းထဲကတပည့်မကလေးအဖြစ်ရင်ရောင်လာခဲ့သည်မူရမှာ အမလာညမရီလာ ရှိတာကိုလည်းမှတ်မိပါသည်။မူယာတွင် ရှမင်းတွင်ရွှေစင်တွင်အဲ့ဒါလိုနာမည်မျိုးတွေဖြစ်တယ်။ကျမတို့ရက်ကွက်ကလက်လုံလက်စားတွေနေထိုင်ကြတာများပါလေ။ချမ်းသာသူတွေရှိတော့လေသိတ်အများကြီးမများလားပါ။ဒီနည်းနည်းကလေးတွေမှာမှမူယာတို့မိပါတွေများလည်းပါဝင်ကြတယ်။ရက်ကွက်တာရင်နာရေးကိစ္စတွေမှာငွေကြေးများစွာလှူဒါန်းနိုင်ကြတဲ့သူတွေဖြစ်တယ်။ ကားကလေးတစ်စီးရှိတာလေးမှတ်မိသေးတယ်။တမီးသုံးယောက်ကိုရွှေပေါ်မြတင်ထားနိုင်နေ။တမီးတွေကလည်းတယောက်တစ်မျိုးစီလှကြပါရဲ့။မူရတို့ညီမတွေချင်းရင်မင်းတမီးလောက်ကြပါလားဟေ။ချောစာလုံးလုံးလို့ပြောခဲ့ဘူးတဲ့။တမီးချောတော့ရွာကပြောဆိုသလိုရက်ကွက်ကလေးကလူတွေအားလုံးကမူရတို့ညီမတို့ရဲ့အလှကို ပြောစမှတ်ပြူကြရသည်။အားလုံးထဲမှာမူရကအချောဆုံးလို့ကျမထင်ပါရဲ့။ ငယ်စဉ်ကပင်မိကက်အဖွေးသားနှကန်းကြီးအရေးသားမျက်ခုံအပြာသားနှင့်ဖြစ်သည်ဇပင်ကလည်းထိုခေထိုခါကခေစားလှသည် ဆိုသည်ပုံစံမျိုးကိုတစ်နေ့တစ်မျိုးမရိုးရအောင် ပြောင်းတတ်သည်ကျမမှတ်မိသလားမူရတို့တွေကျမတို့ရက်ကွက်မှာတိတ်ကြကြနေခဲ့ကြတာတော့မဟုတ်ပါတရိုမီသားစုပြောင်းကနေတော့မူရကကျမကိုနှုတ်ဆက်ရင်းနဲ့လာကြတော့တာကိုလည်းမှတ်မိသည် အဝေထဲသုံးဆောင်ပစ္စည်းများနဲ့အတူတနခါထုံနေပြီးပါသေးသည်ထင်သည်ဒီတော့ကမူရကို ကျမဘလို့ဆွရီများ ပေးခဲ့ပါလေအခုကောဘလို့ဆွရီပေးရမှာပါလေမူရအခုဘာလုပ်နေသလဲဈေးရောက်လာလားဈေးရောက်လာစင်ကြတဲ့အသက်ဝင်းဝမ်းမှုပဲကောင်းပါရဲ့မူရကစင်ကြတဲ့အသက်မွေးမှုဆိုတာကိုတဘောပေါက်ပုံရသည်ကျမကိုမော့ချင်ရင်ပြုံးသည် စင်ကြယ်တဲ့အလုပ်ပဲလုပ်ပါတယ်ဆီယာမရေတော်တော်တော့ရုန်းကန်ရတယ်ဖះကိုဧည့်သည်တွေအလားပိုင်းရင်ဈေးမရောက်ရဘူးဘာရီရောက်လာလေကွယ်ဇမားတော့ပကြီကားတွေလိုချင်ရင်ဂလာရီတွေပို့လိုက်တယ်မိငုံဖះရီလဲချင်တယ်လို့ဆိုတော့လေလိုက်ပို့ပေးတာပဲကျုံမေမောင်နှမနှက်ကုန်းမှာတင်မြောက်ဆရာလို့တော့လေလိုက်လို့ပေးလိုက်တာပါပဲအမွေရိုင်းတို့ဖျောင်းနိုင်လို့လေရောင်းလိုက်တာပဲ ရောင်မှုတို့ကစုံဦးတို့မြေပဲပြုတ်တော့လဲပြုတ်ရောင်းပါတယ်။မူရဘာလို့တလဲဆိုရင်တော့ပြောဖို့တော့ခက်တာ။တမီနေအောင်လောက်တယ်မဟုတ်လား။လင်းသားကကြီးနဲ့အဆင်မပြေပေမဲ့တမီလေးတော့ထောက်တယ်မဟုတ်လား။ထောက်ဖို့နေနေတသားဆီအမရေဘယ်ရောက်နေမှန်းတော့မသိပါဘူး။ကျမစီလည်းမလာတော့ပါဘူး။ပြောရရင်ဆီအမရေကျမကမိဖုရားဖြစ်ခဲ့တာမဟုတ်ပါဘူး။မောင်မပဲဖြစ်ခဲ့တာပါ။ မူရပြောပြသောသူ့ဘဝအရေးတွေကိုကြားရတာကျမဖို့တော့စိတ်မချမ်းမသာဖြစ်ရပါတယ်။ဒီဇနီးတဲ့တမီဘဝခရီးမှာအတူရှိစေခြင်းသည်စင်ရဲတို့ချမ်းသာမြအတူတကွရှိကြစေခြင်းသည်အခုတော့ဒီလိုမဟုတ်လင်းတော်မောင်ကြွအလာကိုမျောနေရရှာသောခန်းဆောင်တွင်ကမောင်းမတယောက်၏ဘဝမျိုးဖြင့်ကြေကွဲနေရရှာသောမူရတွင်ကျမအကန့်ခတ်ရသလောက်ဘင်းကောမအဝေးဧအနီးဧ လာကြလေရှိသည်များတာနေတာတော့ရှိမှာပေါ့ဈေးတယ်ရီကလည်းများတော့ဆော့ဆော့ပုတ်ပုတ်ရလိုက်တာမျိုးတော့ရှိချင်းမှရှိလိမ့်မယ်မူရမိပါတွေအကြောင်းကုန်ပြီးတော့မရှိကြတော့ဟုဆိုသည်မိပါများမဆုံးပါခင်မှာစည်းဝါပြုံးကြတော့လေပြောပြပါသေးတယ်ဘာကြောင့်ဆိုတော့ထဲ့မပြောခဲ့ပါဘူးအမေနောက်ဆုံးမှဆုံးတာအမေရှိတော့ကရွှေစင်းနဲ့နေရလေရွှေစင်းယောက်ျားလေးကဘဖို့စရာ ဖယားကြီးမှတိတ်ပပူတွေတွင်းနေရရဆဆပါပဲဆီယာမကြီးရမင်းတော့အိမ်အောင်ချသွားပြီမလားမကြသေးဘူးလားအဲ့ဒါလေးကျမမပြောတတ်ပါဘူးသူလည်းအဖော်ကောင်းတာနဲ့လာရှုံမူဆဲဘက်မှာအလုတ်သွားလုံလိုက်တာပြန်မလာဘူးငါးနှစ်လောက်ရှိပြီကြာရသမျှစိတ်မတက်မသားဖြစ်ရပြန်ပါသည်တချိန်ကတောက်တောက်ပပဝေကစားကသွာလာလှူရှာခဲ့ကြသောညီအမ၃ယောက်၏ပုံရိပ်တွေကိုတော့ ကျမဖမ်းဆုပ်မရခြင်းတော့မူရအတွက်အကောင်းဆုံးဘဝတနည်းအားကိုကျမရွေးချယ်ပေးခြင်းလာပါသည်ကျမအင်းသားလေးကားစီကတက်လာနေပြီကျမတို့သားမင်းနဲ့မူရတို့အုပ်ကြီးကိုလှမ်းမြင်လိုက်ရတယ်ကျမတို့ရှေ့ရဆောင်းနိုင်ရိတ်ကိုရောက်လာတော့ကျမအင်းသားကိုမူရနဲ့မိတ်ဆက်ပေးလိုက်တယ်မိတ်ဆွေမိသားစုကတော့ကျမတို့ကိုမျှော်နေလောက်ပြီးပေါ့ဆရာမသွားတော့မေမူရ ဧည့်သည်တွေလည်းပါသေးလို့နော်ဆီယာမကိုဘလို့မှမထင်မနဲ့ကွယ်မူယာတမိကလေးအတွက်ဆောင်းမဖို့ပေးခဲ့ခြင်းနဲ့မဟုတ်တာဆီယာမရင်ဆီယာမကိုတော့ကျမကနေကြော့ရအောင်မှာပါတပည့်ကဆီယာကိုကြော့ကောင်းတယ်လို့ဆီယာကလည်းတပည့်ကိုပေးကောင်းပါတယ်မူယာရင်နှစ်ခုစလုံးကမင်္ဂလာရှိတဲ့ကိစ္စကြီးပါပဲကျမကမူယာလက်ထဲကိုငွေ3000ထည့်ပေးလိုက်သည်မူယာကရွေးဖို့မဝင်မရဖြစ်နေပုံပေါ်ပါတယ် တမတော့ဇော်ပေးတော့မှယူရှာတယ်။ကျမငယ်ငယ်ကကျောင်းဆရာမတိတ်လှုပ်ချင်တာ။ဆရာမစာသင်တာကို အတန်းထဲမှာကျမအမြင်ကြီးတယ်။ဆရာမဝတ်တက်တဲ့ဝတ်စားကလေးတွေကိုတော့ကျမကမှတ်မိနေတာ။ကျမဆရာမမဖြစ်နိုင်တော့ဘူးပေါ့နော်ဆရာမ။မူရစကားကမေးခွန်းလား။ညင်းညူတက်တာချင်းလားတော့ကျမမသိပါ။မူရရဲ့မျက်ရည်တွေကဝဲနေတယ်။တပည့်ဟောင်းတော်တော်များများက ဆင်းရဲရှာကြသူတွေလည်းပါပါတယ်။ထို့တော်မူရကိုတွေ့ရတာလားစိတ်မချမ်းမိရတာမျိုးမရှိပါ။ကျမတို့မိသားစုဖះဖို့တက်လာကြတော့မူရတို့အုပ်ကြီးကကြံ့ရီးခဲ့တယ်။မူရကကျမအကြောင်းကြီးပြောနေပုံပေါ်ပါတယ်။မိတ်ဆွေမိသားစုနဲ့အတူဖះဖို့ပြီးတော့ပြန်ဆင်းလာတော့မူရကိုရှာလို့မတွေ့တော့။ညာသိန်းနဲ့ဖះဖို့ကဆင်းခဲ့ကြပြီးပထိုးတော်ကြီးနဲ့ချင်းသေးကြီးနှစ်ကောင်ကိုခဏဝင်ကြမိ။ ပြီးရင်ပြန်ကြမည်။ဇကိုင်းမှာထမင်းဝင်စားကြမည်။ကျမတို့ကားထွက်ကနေတော့လေကားရစ်တွေပေါ်ကမူရဒုံဆိုင်ပြေးဆင်လာတာကိုမြင်လိုက်ရသည်။နေကပူပြင်းလာသည်။ကျမတို့စီလာသောကားလေးကိုလက်နှင့်ကားတိုင်းင်းနဲ့ရက်ခိုင်းသည်။လက်ထဲမှာပြောင်းမှုတွေပူပူနွေ့နွေ့အငွေတထောင်ထောင်။မူရခမရမောနေပုံရသည်။ဘဲထီတောင်တွားอยู่ရတာပါလေ။ဆရာမရဲ့တမိနေဖို့ပြောင်းမှုပြုတ်တွေပါ။ အခင်းထဲကနေချိုးပြီးတော့ပြုတ်ထားတာဒီပါ ချိုးတယ်ဆီယာမရဲ့ပြုံနေတဲ့အိမ်ကနေပြဲယူလိုက်တာဆီယာမစားပါနော်အဲနေရီလည်းစားပါရှင်ကျမကပြောင်းမှုပြုတ်တယ်ကိုလှမ်းယူလိုက်တယ်ကားထဲကတထောင်တသာတနခါနှစ်ချောင်းကိုမူရလက်ထဲကိုထည့်ပေးလိုက်တယ်ကားမူရောတနခါတွေကိုမူရကိုလိမ့်စေခြင်းနဲ့နေလောင်ထားသောမျက်နှာအစီရေပြောင်းနေသောမျက်နှာတနခါရောငကရောမကတ်ရှာသည့်သူ့ရဲ့မျက်နှာ မိကံမရှိနှခမ်းနေမရှိမျက်ကုံပြားလေးမရှိတော့သည့်မျက်နှာမူယာကတနခါတို့နေကို တွေ့တော့မမှန်ဆက်ဆက်ယူရှာပါသည်ကားထွက်ခါနေတော့မေးပြအောင် မေးလိုက်သည့်မေးကုံတခုံဓာရီတချမ်းကိုဘလောက်ဝဲခဲရတာလဲဆရာမဘလောက်ဖြစ်ဖြစ်ပါ၏ညီလိမ့်စံမှာညီလိမ့်စင်ချင်းတို့ပေးတာပါ၏မဟုတ်တာဆရာမရေကျမရွရွမိတာပါဟိုလီကျမပြန်ရောင်းချင်လေရောင်းမှမလို့ပါ ကျမဘာပြောရမှန်းနေမသိတော့။ကျောင်းသူဘဝရုံကမူရအတန်းထဲမှာမိတ်ကပ်တွေလိမ့်လာနေတနခါကလေးလူ့ဘို ကျမကဆုံးမခဲ့ဘူးတာကိုတတိယလိုက်မိပါသည်။တခုခုပြောဖို့ကျမပါဆက်ပြင်းလိုက်မိတော့လေမပြောဖြစ်တော့။သူကလေးရိုးရိုးသားသားပြောရှာတာကိုပဲစိတ်မကောင်းဖြစ်ရသည်။ရောင်းတော့မစားပါနဲ့အေးလို့လဲမတားချင်တော့။မိန်းကလေးဆိုတာပါမတနခါရှိမှချက်တည်ရှိတာကွယ်လို့လဲ။ မဆိုချင်တော့တဏခါးစီကိုမပြောတော့ဘဲနောက်ထပ်တဏခါးတစ်ချောင်းမူရကိုချက်ပေးလိုက်သည်ဒီတစ်ချောင်းတော့ညီလိမ့်လိုက်စမ်းပါအေးကျမတို့ကားကလေးကဆက်ထွက်လာတော့တဏခါးတောင်းချောင်းပိုင်ရင်းနဲ့မူရလက်ပြချန်ရီခဲသည်သပင်တွေကလည်းတက်လွင်နေနေပထိုးတော်ကြီးရဲ့ကိုမိတ်ဆွေမိသားစုကဖျားသွားဖို့ကြသည်ကျမကတမီးကလေးနေပူမှာဆိုးသဖြင့်တစ်ပင်ကြီးမှာပဲဖျားချီကိုဖူးမြော်လိုက်ပါသည် ်ကျမအင်းသားကတော့ချင်းစီကြီးနှကောင်ကိုဓာတ်ပုံသွားရိုက်သည်တောင်းနေတော့ကျမတို့သားမီလည်းချင်းစီကြီးနှကောင်ဘက်ကို လိုက်ခဲကြသည်ဈေးဆိုင်နိုင်ကလေးတွေချားကိုဖြတ်တော့တစ်သားပေတန်ကလေးတွေရွှေချီတော့အိတ်ကလေးတွေတမီးကိုဝယ်ပေးလိုက်သည်တမီးကိုသူ့အဖေက ချင်းစီကြီးတွေနဲ့တွဲကဓာတ်ပုံရိုက်ပေးသည်ချင်းစီကြီးတွေကိုမော့ကြည့်ကြသည်ကျမတို့ငငယ်တုန်းကအဖေဖောင်ဆွဲမော်တော်မင်းကုံရောက်ပြီးစရာနဲ့ ောင်နှမတွေလိုက်လာကြတာပဲတေလုံးနေပေါ်ကိုဆော့လိုက်ကြတောင်ပြင်းမှာနှပန်းနှောင်းလိုက်ကြဒီချင်းတဲ့ကြီးရဲ့ကြားမှာတူတူပုန်းလိုက်ကြနေပေါ့ဖိုက်စာတော့အဖေမော်တော်ရင်းကိုစဉ်းစားလိုက်ကြနေအဖေတော်တတိယမိသေးတယ်။ကျမတို့အိမ်သားကတော့ကျမစကားထက်ချင်းတဲ့ကြီးတွေကိုပဲစိတ်ဝင်စားနေပုံရပါတယ်။ဒီချင်းတဲ့ကြီးတွေကအတောင်60မြင့်နေညနေတန်းတွေခန်းခဲ့ရလို့ပြိုကျသွားတာတွေဖြစ်ရတယ်။ ညာရဲကချင်းတွေဖြစ်လို့ဖះဆိုင်ရီရဲ့နားမှာအမြင်ရှိကြရတာပေါ့အခုတော့ပြုံးကြပြက်စီးရပြီတင်ခါရကလွတ်ခဲတယ်လို့စင်စင်နိုင်တာပေါ့လေညာရဲခန်ချင်းတွေကြီးတွေလေလားကျမတို့ငယ်ငယ်ကမင်းကိုလူအုံယုံကအဖိုးကိုတယောက်ကပြောပြတာကိုမှတ်မိနေသေးတယ်ဒီချင်းတွေကြီးတွေကိုခဲနေကြောင်းပစ်နိုင်ရင်ဆူတောင်းပြည့်တယ်ဆိုသည့်စကားပဲမောင်နှမတို့တကယ်လည်းခဲနေပြည့်ကြည့်ခဲ့ဘူးသည် ဘသူမှကြောက်အောင်မပြစ်နိုင်ခင်ဒီစကားကိုကျမအင်းသားကို ပြောပြတော့အခုလည်းပြစ်ကြည့်ပါလားတဲ့အခုမှတော့မကြည့်မငင်နဲ့မပြစ်ချင်တော့ပါနောက်တစ်ခါမင်းငုံကို ရောက်ဖြစ်ရင်တော့ဘူယာနှဲ့ကိုလူရဆုတောင်းပြီးချင်းတဲ့ရေကြောင်းခဲပြစ်ကြည့်ဖို့ပြောပြချင်ပါသေးသည်ဟုတ်တော်ရှိမဟုတ်တော်ရှိဆုတောင်းပြည့်ရင်တော့ကောင်းတာပေါ့ဆုတောင်းပြည့်သည်ဆိုပါစို့မူယာပါစုများတောင်းမှာပါလိမ့်လို့လေ ကျမတွေးကြည့်နေမိပါသည်သူထံကိုပေါ်မလာတော့သောလင်းသားကို ပြန်လာပါစေများဖြစ်နေမလားဒါမှမဟုတ်ကောင်းမှုတော့တဏ္ဍာမွှေးမွှေးကိုလူးနိုင်ရပါစေလို့ဆုတောင်းနေမလားမူရကားကောရှင်သေးကိုကြောင်းခဲပြစ်နိုင်ပါမလားရှင်သေးကြီးတွေကတော့ငငင်းတန်းလေးတန်းမိုးတန်းနှစ်ကာလတန်းတွေကြောင်းပျို့ကြပျက်စီးကုန်ပါပြီဦးကောင်းပိုင်းမရှိတော့သောရှင်သေးကြီးနှစ်ကောင်ကို ကျမကြည်ရင်က မိဖုရားမဖြစ်ရရှာသောမူရအကြောင်းကို တွင်းနေမိပါတော့သည်